Freedom for Future Channel မှာထွန်လန့်ပြသူများအားလုံးမင်္ဂလာပါရှင်။ချူကိုပါ။ချူကိုဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးနာမည်ကတော့ဆ iam မီချန်ဝေရေးသားထားတဲ့ပင်လယ်ကြီးသူရဲ့ယတစာစုများဆိုတဲ့စာအုပ်လေးတွေကယတစာစုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ ေးသူရဲ့တိလက်ကူပုံရိုက်တန်အလွန်။ကျမရဲ့ပညာရေးလောက ဖြတ်သန်းမှု၃ပုံ၂ပုံဟာတင်းနာရီတိုင်းဒေသကြီးဘိမ့်မြုံနယ်ကိုဖြတ်သန်းပါတယ်။ဆွဲခန့်ကျောင်းဆရာမအစကနဦးကာလာတွေကအစွန်ဖျားရွာတွေမှာတာဝန်ကြပေမဲ့တဖြည်းဖြည်းမြူရဲကထက်တန်းကျောင်းစီရောက်လာရတာပါ။ဆက်ရှင်တာကာလဖြတ်တမ်းမှုဟာအဲ့ဒီဒေတာရဲ့အငွေသက်အနှစ်အသားတွေဇွဲဝင်နှမြုပ်သွားတာမဆမ်းပါဘူး။ဒါတဘာဝပဲမဟုတ်လား။ ကျမဆွဲတဲ့ຢာထဲမှာအယောင်စင်အနံ့အသက်မြင်ကွင်းရှုွက်နဲ့နောက်ဆုံးအတန်ပလန်အထိပါဝင်ပါတယ်။နောက်ပြီးကျမဟာဗမဟုတ်တာလေးကိုပုံကြီးချဲ့ပြီးအသေးစိတ်ခံစားရတဲ့သူတယောက်လည်းဖြစ်သေးတယ်။ကျမဆွဲလန်းခဲ့တဲ့ຢာတွေဟာနှစ်ကာလကြာမြင့်မှုအရာတချို့ပြက်ပြဲပျောက်ဆုံးကုန်ပါပြီ။ရှီချင်းတွေမရှိတော့တဲ့ခံစားမှုမှာမမျောလန့်တာချင်းတွေပါဝင်နေမှာအသေးချာပါ။ဒီတစ်ခေါက်ပမျက်မဖွဲ့သားတွေနဲ့တူ ာပေလုပ်ငန်းလုပ်ဖို့ရေကံပေါဒဝဲဘိတ်ခီးစင်နဲ့ဘိတ်မြို့တို့ပြန်ရောက်ခဲ့ပါတယ်။ဧည့်သည်လာရင်ပို့နေကြအရေးပိုင်တောင်ကုန်းပေါ်ကတစီချောက်တဲ့အင်ကြီးလို့နာမည်ကျော်ခဲ့တဲ့နေရာလဲဒေသခံတွေနဲ့တူရောက်ခဲ့ရပြန်တယ်။ဒီနေရာဟာကျမနဲ့ရင်းနှီးပွန်းတီးခဲ့တဲ့နေရာတစ်ချိန်ကဒီနေရာလေးစီမကြာခဏလာပြီးရှေ့မှာမြင်နေရတဲ့ရေပြင်နဲ့အတက်ကန်းစီကျမငင်းနေကြ။ အရေးပိုင်းမော်ရီကောလင်ဟာဒီတောင်ကုန်းစွန်းမှာဒီပင်လယ်ကျွမ်းအောင်တွေကိုကြည့်ပြီးစားရေးဆရာဖြစ်ခဲ့တာပါလားတင်းနဲ့အမှုပညာတပ်ပုံတွေထုံကူးနေကြအခုတော့ဘယ်အကြောင်းကြောင့်ရမသိအရှိမကားစည်းနေတဲ့ခြုံရွယ်ပိတ်ပောင်းနေကြောင့်ရေပြင်ကိုလည်းမမြင်ရဗဒက်ကန်းကိုလည်းမမြင်ရတောင်ကုန်းစွန်းကကျမရဲ့နေကြတိရစကားပင်လေးကရောပြန်ပါလေချီချင်းတွေမရှိတော့တဲ့အတွက် အလိုမကျမှုတွေပျော်ဆင်းလာတဲ့နေပါပဲဒီတနေရာနဲ့ပြောင်းလဲသွားတာမဟုတ်ပါဘူးစိတ်ငယ်ရက်ွက်တဲ့ခရိယံပြားကြောင်ရှိတဲ့အလကကြောင်ရဲ့လမ်းမပဲဖဲ့ဆင်းနေတဲ့လေကားတို့လေးဟာလည်းမရှိတော့ဘူးလေကားတရာလမ်းကအုတ်နေရင်ကိုအသေးပိတ်ကားထားတဲ့မြင်ကွင်းကရှင်ထဲမှာလိလိဟာဟာရှိလာတယ်ကျမရဲ့ဇက်ကောင်စင်တီယာကိုဒီလေကားတို့လေးကနေဖျားကြောင်စီအခောက်ခောက်တက်ဆင်းစေခဲ့တယ် ကျမရက်တလို့လေကားတက်မှရက်ပြီးမမြင်တမြင်ရေပြင်ကျဲကိုမေးကြည့်စေခဲ့တယ်။ဒီချိန်မှာဖះเจ้าကခေါင်းလောင်းတန်လေမာလွန့်ပြန်နေမှအသေးချပေါ့။အခုတော့ကျမရဲ့အင်္ဂရေလေကားတို့လည်းမရှိတော့ပါဘူး။နှစ်ကာလကြာညောင်းလာတဲ့အခါမလူလားတဲ့ပူနေတဲ့ယာရီကိုဖြုတ်ပယ်ပစ်ကြတာတမတာပဲမဟုတ်လား။ကျမဘာကိုနှမျောလွမ်းတာနေတာလဲ။ကျမ မြို့ကလေးစီကနေရန်ကုန်ပြောင်းလာပြီးစာရေးပို့ကုန်ချမ်းအတွက်မြို့ကလေးစီပြန်ရတဲ့ခောက်တွေမနှဲတော့ပါဘူး။ရောက်တိုင်းရောက်တိုင်းစိတ်တုံးနေတဲ့တန်တခုကိုတတိထားနေမိတယ်။ဒီတန်ကတောင်းတောင်းနေချိန်တောင်းချိန်ဆိုတဲ့အတန်မှာဒီတန်ကိုလွမ်းတလို့ဒီတန်ကြားရင်စောက်တီးရမရထိတ်လန့်တုံလို့တက်တဲ့မိတ်ဆွေလေးဆီယမတော်တီတီကိုတတိတရရှိလာတယ်။သူကဒီအတန်ကိုတိတ်ကြောက်သူပါ။ ဆီယာမာလေးတီရဲ့စိတ်ခံစားမှုကို ကျမစာဖွဲ့ခဲ့ပူပါတယ်။ရွေလျားဖြစ်စဉ်ဆိုတဲ့ဝတ္ထုထဲမှာပါ။သူနဲ့ထိုးတန်ကနှစ်စင်မမှန်ရန်ဖြစ်နေကြ။ယခုလို ပူလောင်ပြင်းပြတော့တပေါင်းလာနေခါတို့ရောက်လေတိုင်းထိုးတန်သည်မမှန်ရောက်လာနေကြ။ကြားနေကြပေမဲ့ရိုးဤမသွား။သူ့အတွက်ခံစားချက်အစ်များဝေလျက်ရင်တုံလှိုင်မောဇောချွေးလက်ဆောင်များကိုယူလာစေ။ အိယာဘောရောက်၍နားနဘက်ကိုခေါင်းနဲ့ပိကပ်ပြီးပဝန်းကျင်နှင့်အဆက်ဖြတ်ရန်ကြိုးစားကြည့်သည်မယားအတန်ကားပြပြနီလာကြည့်တော်မူပထမတော့အောအောင်ကြွကြွက်လူအုပ်ကြီးတန်ဟောကနေနဲ့ဟောကနေစူညံစွာစူညံတန်များကြမှထိုးပေါက်ထွက်လာသောဆူဆူရှရှအော်တန်များကြားဖင်နီကြချင်းလူပြေးကြဟဲ့ပြေးကြဟဲ့ ုံးတယုံယုံတန်လိုက်ကြီးတလိမ့်လိမ့်တက်လာပြီးဖျားဖျားအတန်နဲ့တူလူအုပ်ကြီးရဲ့ရှေ့မှာခလေးရီရောခွေးတွေပါကစင်ကလေးအားပြင်းနေကြသည်မှာမြင်အောင်သေးသည်ဒရောတော့ပါပြေးကြည့်ကြသဖြင့်အပြိုပြိုလဲလဲအကွဲကွဲဖြစ်နေကြသည်မှာလဲသိကြသည် ထိုတော်ဝတ်တန်ကြီးနောက်တွင် ထက်ချက်မကွာလိုက်လာနေသည့်အတန်ကတော့သူ၏ရင်ကို အကြီးအကျယ်တုံလှုပ်ချောက်ချားစေသော ချိန်မောင်းတန်ကြီးတခုတောင်းတောင်းနီချိန်တော်ချိန်တောင်းတောင်းနီချိန်တော်ချိန်နွားတည့်အဖြစ်အကျက်ထားသောတင်လကူပုံအဝိုင်းကိုချိန်လုံးတီပုံတည့်အဖြစ်ထိတွေ့ကခိတငိမ့်သွားသောအတန်ဖြစ်သည်ထိုစဉ်လင်းကွင်းနှစ်ချက်ကိုရိုက်လိုက်ရာချိန်ကနေညီတန်ဟိမ့်ထွက်လာ၍နှောင်းဆိုသောအတန်မှာအဆုံးပိတ်ချိန်မောင်းမှုကိုထုပြီးအဆုံးတက်လိုက်သည့်အတန်ဖြစ်သည် ကပလီမောင်ရို့တုံးနဲ့ထိုးဟေးဝါလာဟေးကလေးတို့လောင်ပြော်အဟစ်တန်များကဘုံတန်များပြေးလွှားတန်များကြားတွင်တစ်ချက်တစ်ချက်ထိုးပေါက်လာသည်ကိုထောက်၍ကြားကပွဲသည်အိမ်ရှိရာလမ်းစီသို့ချိုးကွေလာပြီးဖြစ်သည်မကြားချင်ဘူးကြားချင်ဘူးဒီတန်တွင်နဲ့ဝေးရစီဘယ်စီကိုပြေးပုံးရမည်မသိညေဆုံမိုးနဲ့ပြေးထွက်သွားကြလာပါသည်ဒါဟာအစင်လာတည့်ရ ဘသူမှလွဲဖက်မရဆိုတော့အယိုးဆွဲယူကိုကင်ဆွဲ၍သူ့အပေါ်မိသူများနားမလည်နိုင်ကြသည်ကအဆိုးဆုံးဖြစ်သည်သူကိုမွေးဖွားသည်မှမျက်စင်မမှန်ကြားနေကြထိုတန်ထိုမြင်ကွန်းကိုပင်နှစ်မြုပ်ပျော်ရွှင်ခြင်းမရှိသည်ကသူစိတ်ခံစားမှုတရက်ပြလာသူတို့ငယ်စဉ်တောင်ကြီးခလေးဘွားကပင်ကြားလာပြီဟဲဟုလူကြီးတွေချင်းချောက်လျင်အကြောက်ကြီးကြောက်လျက်အငိုတိတ်မြဲသိုးထိတ်တော်ရင်ဆောင်သည် ်တဒိတ်ဒိတ်ခွန်လေးရဲ့အမေရင်ခွင်မှာမျက်နှာဝက်မိစမြဲနည်းနည်းရွယ်ရောက်လာတော့အမေထမိန်စာကို ကြစ်ကြစ်ပေါင်းဆွဲ၍ကြားကပွဲများနဲ့ဝေးရစီပြည့်ထွက်စမြဲသူတက်ကြီးလာတော့လဲကြားပွဲကြောက်ရောကမှာတက်တာမလားစိုးတက်ဆိုးလာ၏ကျမရေးဖွဲတဲ့ဆီယာမလေးတီရဲ့ကြားကပွဲ ပေါ်ခန်းစားချက်ပဲဖြစ်ပါတယ်ရှင်းနှစ်ပေါင်းများစွာက အာရပြတိုင်းသားများနဲ့အတူမြို့ကလေးစီရောက်လာတဲ့အယူအဆတစ်ခုနှစ်ပေါင်း300ကျော်မြို့သူမြို့သားတို့ရဲ့နှလုံးသားပွတ်ထဲမှာအမြင့်တွယ်ရှင်သန်နေတဲ့အတွေ့အခေါ်တရက်အာရပြတို့ရဲ့သူရဲ့ကောင်ကြားအလီကိုယုံကြည်ကိုးစားလွမ်းဆွတ်သောအားဖြင့်နှစ်စဉ်ပြုလုပ်နေကြကြားကာဝဲများနောက်ပိုင်းမြမများတို့ပင်ကူလူပြက်နှံ့လာပြီးကြားဆက်ပါသူဟာ တနေ့တကြိမ်ကြားမကပါကကြားစိတ်ပေါက်ပြီးတောရဲဝင်ပြေးတတ်သည်ဆိုတဲ့ဆွဲလန်းယုံကြည်မှုတစ်ခုဝတ္ထုရဲကဇက်ကောင်ဆရာမလေးတီဟာအတော်တနာစရာကောင်းတယ်။သူကကြားကပွဲကိုကြောက်ပါတယ်ဆိုမှကြားကပွဲနဲ့သူ့ဖေပတ်သက်နေမှုကသူ့ကိုနှင်းပန်းနှိပ်စက်နေတော့တယ်။အဖေကကြားကနေရင်သူမကြည့်ရဘူး။သူ့မိတ်ဆွေတွေကဒီကိစ္စကိုရိုးမဲ့ဖွဲ့ နှိမ့်ချပြောဆိုခြင်းလာတဲ့အခါမခံခြင်းစိတ်နဲ့ရှက်ကြောက်ခြင်းတွေဖိတ်ဖိတ်ရှန်ရှန်ခံစားရတယ်။ဒါပေမဲ့သူ့အမေရဲ့သဘောထားကတော့ကြားကြတယ်ဆိုတာခိုးဝယ်စားတော့တာမဟုတ်လို့ရှက်စရာတော့မဟုတ်ဘူးတမီးရဲ့။ဒါဟာရိုးရာနဲ့ဆိုင်တဲ့အယူဆတရက်မို့ရှေးထုံးလဲမပင်နဲ့ဆိုတဲ့စကားလိုပြစ်ပယ်ကောင်းတဲ့အရာမဟုတ်လို့အမေမတားခဲ့တာပေါ့။ဟုတ်ပါစေတမီး။အဖေစိတ်ချမ်းသာသလိုတစ်နှစ်မှတစ်ခါ သူ့စိတ်ထက်တန်ရာလောက်ပါစေတမီးလေးဖေကိုနားလည်အောင်ကြိုးစားပေါ့အမေရဲ့သဘောထားဟာသူ့စိတ်ခံစားသလိုတင်းတင်းကြီးဖြစ်မနေဘူးကျိုးရနဲ့ဆိုင်တဲ့အယူအဆတရက်လုံးလက်ခံနေဆိုတဲ့သဘောလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေကြားကဝဲကတော့ညှို့လှဲ့လာပါပြီတကယ်ဆိုဆီယာမလေးတီမကြည့်ချင်ရင်အဝေးကိုထွက်သွားရုံပေါ့ဒါပေမဲ့မကြည့်ပဲလဲမနေနိုင်ပြန်မို့ ဆီယမာလေးတီရဲ့ခံစားမှုအထွတ်ထိပ်ကို ကျမဒီလိုရေးဖွဲ့ပါတယ်။သူတို့အိမ်ရှိလမ်းစုံလမ်းကွာသို့ရောက်တော့အခါကြားပွဲမှာရှေ့ဆက်မသွားပဲရက်တန်နေသည်။နေပူပူဖုံထူထူတွင်လူအုပ်ကြီးကရှေ့နောက်ဝဲရလိုက်ပါလာသည်။လူအုပ်ကြီးရဲ့လယ်မှာတော့လူသားကြီးလေးကတကူလုံးအနက်နဲ့အဝါစင်ကြားစေးချေတာထားသည်မှာတကယ့်ကြားတဲ့ရန်အလားလက်ရမြောက်လာသည်။ ဟင်ဟိုမှာဖေပါလားမဟုတ်ဘူးမဟုတ်ဘူးတဟာဖေမဟုတ်ဘူးကြားနဲ့ဝင်နေတဲ့ကြားတကောင်မှာကြည့်လေမန်ဖီနေလိုက်ပုံများစက်တီးထပွဲကောင်းလာပါပြီဟိုတီပြေးလွာကပ်ပလီမောင်ရိုးနှစ်ယောက်ကတော့အိုးမဲတုံမျက်နာများနဲ့လူပြဲလုံနေကြသည်ဂုံဒီအိတ်ရှိကြီးများဝစ်စင်လျက်တစ်သားသာတစ်သားတနက်များကင်ဆောင်ထားသောကပ်ပလီမောင်ရိုးလူပြက်များကို ပရိသတ်များကတအုံအုံပွက်ကြနေသည်ကြားစည်းထကလူတွေကြားထဲဟိုတိုးဒီတိုးလုံနေသော ကြားများကိုကြားမီဆွဲတယောက်စီကအသေးတန်ဆွဲထားကြသည်မှာရုတ်တီတန်လာသည်ထိုအချိန်တွင်ပရိသတ်ကြီးထဲမှတရားရန်ငွေဆက်ကူတရွက်ကြားဝိုင်းနေရောက်လာသည်ကြားဆရာသည်တရားရန်ကိုလမ်းမပေါ်ထိုးဆိုင်လိုက်ချိန်ပုံသင်လင်းကွင်းတန်များဒရမန်ကျန်းစုညင်လာကား ချားနှကောင်မှာ လမ်းမပေါ်ထောင်ထားသောငွေဆက်ကူရွက်ကို ကုန်းဟတ်ရန်ပြင်တော်သည်ချားနှကောင်ရင်ဆိုင်တွေ့၍တားတစ်ကိုမန်ပြီးကုန်းဟတ်နေသည်နှင့်တူလာသည်ချားရီမန်ပြီးလင်းပုံသင်ဆူညံသည်ဆီယာမလေးတီဟာသူ့အဖေချားနှက်ဝင်နေတဲ့မြင်ကွင်းကိုဘလို့မှလက်မခံနိုင်ဘူးဖြစ်နေတယ်အဖေဘာလို့ဒီလောက်တွေလောက်ရတာလဲအမေကဘာလို့နားလဲပေးနေရတာလဲ သူ့ရင်ထဲမေးခွန်းတွေပျော်ဆင်းနေတယ်။ဒီအချိန်မှာဆီယာမာလေးတီရဲ့ခံစားချက်တွေတွန်းဆုံတဲ့အထီရောက်အောင်ပို့ပေးတဲ့အဖြစ်ပြဟာဖြစ်ပြသွားခဲ့သည်။အဲ့ဒါကတော့အိမ်နယ်ရံမှာရင်းနှံကြီးတက်တုံနေတဲ့ဆီယာမာလေးတီရဲ့ကိုဟာဟုံးဆိုကြောင်းဝိုင်းနဲ့ခုံဝင်သွားပါရော။ပထမတော့အားလုံးမြင်တဲ့နေရာက အလင်းဆုံးလှုပ်ရှားသူတွေကကြားစရာများပါပဲ။ အသားတဆက်ဆက်တုံးခွန်ဝင်လာသူကိုချီမန်းခွန်းဆွသူဆွမန္တန်ရွတ်သူရွတ်အချီနေဟာ တခဏတွင်ရှုပ်ထွေးသွားတော့လေတောင်းတောင်းနီချိန်အောင်ချိန်ဘုံတန်နဲ့လင်းကွင်းတန်တို့ပြန်လဲဆူညံလာကချီရင်ဆွဲကြားလေးကောင်းမှာကြားတရဝါနဲ့ဒူတရက်ဒူစွာကြားစွမ်းပြကနေတော့တယ်ဘယ်ချိန်ကကြားစီသွားထိုးလိုက်မှန်းမသိဘူး ချားဝိုင်းနဲ့ခုံဝင်သွားသောအကိုဖြစ်သူကိုဆီယာမလေးတီဘယ်ကြည့်ရပါတော့မလဲပြေးပြီပေါ့အခုမှတကယ်ပြေးပြီပေါ့အတန်ပလန်များမြင်ကွင်းများရဲ့တာ၍ဝေးရစီကျမရဲ့ဝတ္ထုကိုဒီမှာအဆုံးသတ်ထားပါတယ်ကျမဘိတ်ကိုရောက်တဲ့အခါဆီယာမလေးတီကိုတရိယာတလို့ကြားကပွဲတွေကိုလည်းတရိယာတယ်ဒါပေမဲ့ကျမမျောလင်းတဲ့အတန်ပလန်တစ်ခုပျောက်ဆုံးနေတာအသေးချာပါ တောင်းတောင်းနေချိန်အောင်ချိန်ဆိုတဲ့အတန်မကြရတော့ဘူး။ကြက်ကပွဲတွေမပြုတ်လောက်ဘူးတဲ့။လူတွေပင်မနာရောငွေရေးချေးရေးအကုန်ကြများတာရောကြားမကတော့ဘူးတဲ့။ဒီစေးထိုးထားရင်ကြားမကရမနေနိုင်ဘူးဆိုတဲ့ယူဆရောမင်းသားလွန်မိုးကလွန်မိုးခီးသွားနေသည့်အစီအစဉ်နဲ့သူ့ဇာတိဘိတ်ကိုရောက်တော့ငွေကုန်ကြေးကြခံပြီးကြက်ကပွဲကိုကစီတဲ့။ပရီယိုမတန်းယူသွားဟန်တူတဲ့။ ကျမအနေနဲ့လဲရိုးရအစင်လာမပြက် ကြောက်ကပွဲတွေဆက်လက်ရှိစေကြပါနဲ့မြို့ကလေးရဲ့ရတာမယ်လိုဒီတဲ့ပျောက်ဆုံးနေတဲ့အတံပလန်တစ်ခုကိုကျမရှာဖွေနေစေပါဒီလိုက်အတွဲရှင်အမှတ်49 23ရက်12လ2019 နားဆင်ပေးခဲ့ကြတဲ့ချစ်တော်တို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ရက်များမှာလည်းပင်လယ်ငေးသူရဲ့နောက်ဆုံးရသစာစုတစ်ပုဒ်ကိုဆက်လက်ဖတ်ပြပေးသွားအောင်မှာဖြစ်တဲ့အတွက်အားလုံးပဲစောင့်မျှော်အားပေးကြပါအောင်ရှင်။ချစ်တော်တို့အားလုံးလည်းဘေးကင်းလုံခြုံကြပါစေရှင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။